ဒေါ်လာမျိုးတွေအားလုံးပဲအလင်းဘေးတံမှာအများဆုံးကင်းဝေးကြပါစေလို့ပေါင်းပေးရင်လည်းကျွန်တော်ရဲ့ Coje Revolution Channel လေးကလည်းလည်းကြိုဆိုလိုက်ပါပဲဗီဒီယိုလေးတွေရရှိမလို့တော့ပေးကမှာတော့ယနေ့ဧပြီလ3ရက်နေ့ကြာသာပတိနေ့ရဲ့ညပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ဘရောင်းသောအနေနဲ့ကတော့အလင်းတန်သိမ့်၍ပြည်သူထောင်ချီတည်ဆုံနေတော့လေရန်ကုန်တိုင်းစစ်ကောင်စီကဦးစီးပြီးတော့စုပေါင်းရှင်ပြူပွဲကိုပျော်ပွဲရှင်ပွဲများဖြင့်ပြုလုပ်လှည့်လည်ခဲ့ကြောင်းသိရှိရပါတယ်ဂျမ်ဘတ်စစ်ကောင်စီရဲ့လက်အောက်ခံရန်ကုန်တိုင်းစစ်ကောင်စီဟာဒီမန်နေ့မှာတော့ သူ့ပောင်းရှင်ပြူပွဲကိုပျော်ပွဲရှင်ပွဲဖြင့်ပြုလုပ်လှည့်လေကြသောမြို့နယ်ထွေထွေအုပ်ချုပ်ရေးဝင်များထံမှသိရှိရပါသည်ဧပြီလ၂ရက်နေ့ရန်ကုန်တိုင်းစစ်ကောင်စီကဦးစီးသောစူပေါင်းရှင်ပြူပွဲနယ်လက်လက်ပွဲကိုမြို့နယ်ထွေးုံများကတက်ရောက်ခဲ့ရပြီးဖြစ်တကုံစီတော်တွင်လက်လက်ပွဲများကိုလုံခြုံရေးတင်းကျပ်စွာပြင်ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။အလင်းမဖြစ်ခင်တည်းကရှင်ပြူပွဲကစီတနောက်လုပ်တာပါ။တိုင်းဆိုးရဖွဲ့ရုံနဲ့ရင်းမြမာလူစုပြီးဖြစ်တကုံစီဒီမှာလက်လက်ခဲ့ပါတယ်။မြို့နယ်ထွေးုံကတော့မဖြစ်မနေတက်ခဲ့ရတယ်လို့ရှင်ပြူပွဲတက်ရောက်ခဲ့တဲ့မြို့နယ်ထွေးုံပုံဝင်တူကလည်းဆိုထားပါတယ်။ ဇူဝါရှိမြူဘက်ကတော့ရန်ကုန်နဲ့စစ်ကောင်စီအားနံနက်ပိုင်းကျင်းပလို့ဆောင်ခဲ့ရမှာတော့ပြည်ထကုံဖရရှိဘက်မုတ်မြောက်ဘက်မုတ်အနောက်ဘက်မုတ်နဲ့တန်းကိုပိတ်ခဲ့ပြီးလင်းလန်းပေါဝင်ပြည်ထကုံဖရပတ်ပတ်လည်လမ်းများအလုံးကိုလည်းပိတ်ဆို့ပေးကြောင်းသိရှိရပါတယ်။အလင်းနံသိနေချိန်မှာရန်ကုန်နဲ့စစ်ကောင်စီအားရှင်မြူဘက်နဲ့ပတ်သက်ပြီးဝေဖန်ခံရမိကိုစိုးရိမ်တော့ကြောင့်အရင်ထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။မတ်လ28ရက်နေ့မှာလုတ်ခတ်ခဲ့တဲ့ ်းရ9.0ဆင့်ရှိတဲ့ငလင်ဒီကြောင့်မြန်မာနိုင်ငံလေပိုင်းဒေသမှာပြည်သူ၃၀၀ကျော်သေဆုံးခဲ့ပြီးနေအိမ်များစွာပြိုကျပျက်စီးခဲ့ရပါတယ်။နောက်တဲ့သတင်းတွေမှာတော့ဂျမ်ဘတ်စစ်ကောင်စီဟာငလင်ပေးကယ်ဆယ်ရေးအတွက်ရက်20ကြာပြည့်ရမယ်လို့ညပိုင်းမှာကြေညာခဲ့တော့လဲနောက်နေ့မနက်မှာပဲအချင်းပြည်နယ်ဝိုင်းမော်မြို့မှာလက်နက်ကြီးများဖြင့်ပစ်ခတ်ပြီးစစ်ရေးလှုပ်ရှားသဖြင့်တိုက်ပွဲဖြစ်နေကြောင်း KIA ကထုတ်ပြန်ထားပါတယ်။ဂျမ်ဘတ်စစ်ကောင်စီဟာဧပြီလ၂ရက်နေ့မှာ၂၀ရက်နေ့ထိရက်20ကာလကိုယာယီပြည့်ရက် ကာလဖြစ်တမတ်ကြောင်းငလင်တန်းနဲ့ပြည်သူလူထုအားစာနာထောက်ထားပြီးကူညီကြစေရင်ပြည်နယ်ထူထောင်ရေးလုပ်ငန်းများကိုအရှိန်ဟုန်ဖြင့်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီးရင်းကဲ့သို့အပြစ်ခတ်ရဲစဲကြောင်းကြီးညာခဲ့တော်လဲကြီးညာပြီးပြီးကျမှာပဲလေရင်ဒီနဲ့ပုံကျတာတွေလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေကိုစတင်ခဲ့ပါတယ်အခုတော့ဝိုင်းဝန်းမှာပွဲကျန်နေတဲ့ကိုယ်ရီလှုပ်ရှားလာလို့လို့လဲ AIA သတင်းမြစ်ကဖော်ပြထားပါတယ်အလားတူပဲယနေ့နက်9:59မိနစ်မှာလဲနက်6:30မိနစ်ချိန်တို့မှာမိတီလာရှမ်းတက်လီတက်မှာဝိုင်းတွဲလေရင်ဖြင့်စကိုင်းတိုင်းအင်းတော်မြို့ကိုဘုံ30တလုံးကျဲချခဲ့ကြောင်းလေကြောင်းကင်းထောက်ဖွဲကနေပြီးတော့ ထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ယာယီပြည့်ရပညာချက်ပေါ်တုံ့ပြန်သည့်နေဖြင့် KIO ကလည်းရက်နေစကြအပြည့်ခက်ရဆိုင်ထားမယ်လို့ယမန်နေ့ညကထုတ်ပြန်ကြေညာခဲ့တော့လေစစ်တပ်နေဖြင့်၎င်းဝင်ကြေညာချက်တိုင်းလိုက်နိုင်ရန်တတိပေးထားပါတယ်။ဒီငလျင်ဖြစ်နေတဲ့နေရာတွေကိုစစ်ဘေးရှောင်တို့ထပ်ပြီးတော့မှဘုံကျဲတာတွေစစ်ဘေးရှောင်တွေထပ်ပြီးတိုက်ခိုက်နေရတာတွေဟာရက်တိုင်းကရက်တင်နေပြီ။အဲ့တော့ဒီမင်းအောင်လိုင်းကိုဒီလိုပဲပစ်ထားမှလား။ ဟုတ်လားပြီးတော့ငလေးမှာလှူတဲ့အခါမှာမြေပြင်မှာရှိတဲ့အဖွဲ့အစည်းကိုဓာတ်ရိုက်လှူဖို့အမတို့တတိကပြောရတယ်။ဘာကြောင့်လဲဆိုတော့အခုကွာမှန်တမ်းပြောရင်ကြည့်ရအစိတ်မချမ်းသာဘူးဒီလားမြန်မာနိုင်ငံမှာရှိတဲ့ဘန်တော်တော်များများအဖွဲ့အစည်းတော်တော်များများကဒီစကားစနဲ့အဆင်ပြေအောင်လို့မြန်မာဘန်လာအောင်လို့ပဲပတ်စံဒီဓာတ်ရိုက်လှူနေတယ်။အမတော့တည့်ပဲပြောတယ်။အမဘုံကျင်လည်းမဟုတ်မချိုက်ဘူးအမလေးလုံးက ချက်မရှိတော့ဘူးလားသူတို့တက်ခါတွေမရှိတော့ဘူးလားကိုစားဖို့တောက်ဖို့နဲ့အစဉ်ပြေဖို့ပဲလုပ်နေတော့မှလားဟာခင်ဗျာဒီလောက်လွယ်လားဗျာဒီနိုင်ငံမှာနေပြီးစီးပွားရေးလုပ်ရတာလွယ်တာမဟုတ်ဘူးကျွန်တော်တို့လည်းထမင်းစားရရမယ်ဟုတ်တယ်ဒါပေမဲ့လူစိတ်အတိလေးရှိအောင်လေဒီနိုင်ငံကြီးတိုးတက်ဖို့အတွက်ပေးဆက်ထားတဲ့လူငယ်တွေရဲ့အသက်တွေဒီနိုင်ငံကြီးတိုးတက်ဖို့အတွက်စီဒီအမ်တွေလောက်ပြီးဘဝတွေပြတ်သွားတဲ့လူတွေပြပတွေရပြီးဒုက္ခတွေရောက်နေတဲ့လူတွေအိုးအိမ်မဲ့နေတဲ့လူတွေကိုမတနာရတော့ဘူးလားသူတို့လည်းပေးဆက်ထားတာပဲအဲ့တော့ဒါပေမဲ့အမဒီအပိုင်းမှလည်းညီမကောင်းတော့ကလေးတွေလည်းဖျားအမလည်းဖျားဆိုတဲ့အခါကျတော့ ကိုယ်တို့ social media ပေါ်မှာတော့မတက်လာနိုင်ဘူးပေါ့နော်တက်ပြီးတော့မှအားပေးစကားလည်းမပြောနိုင်တဲ့ပြင်ကိုကိုဘာတွေလုပ်နေလဲဟဲ့လားဒီဗီဒီယိုတွေအတွက်ဘယ်လိုမျိုးနေရနေပြီးတော့ပါဝင်ပေးနေရဆိုတာလည်းဘယ်သူမှတည်တည်ချာတော့မသိဘူးပေါ့နော်အဓိကကတော့ဘယ်လိုခံစားကြပဲပါပါဟိုပြည်သူတွေအတွက်က ဒီတဦးတယောက်ချင်းစီမှာတာဝန်ရှိတယ်ကိုလုတ်ပေးနိုင်တဲ့ဘက်ကလည်းကိုကပေါ့နော်ကိုမပါဘူးပေါ့ကိုအမဆိုအဝေးရောက်နေတယ်ဒါပေမဲ့အမကဘာလုတ်ပေးနိုင်တယ်လေဟလာ international ကိုတိအောင်လို့အမတို့ရဲ့ဒီငလင်တန်းနဲ့ပတ်သက်လို့ဘာတွေလုတ်ပေးနိုင်တယ်ဒါအမလုတ်ပေးနိုင်တဲ့အရာရှိတယ်တကယ်လို့ပြည်တွင်းရဆိုရင်လည်းရန်ကုန်ဆိုရန်ကုန်မပါဘူးမထီဘူးပေါ့နော်ရန်ကုန်မထီဘူးဆိုလို့ရှိရင်ရန်ကုန်မှာရှိတဲ့အမတို့ပြည်သူတွေကဟလာမန္တလေးစကိုင်းဒီလိုမျိုးပေါ့ဒီငလင်မှာ ပါသွားတဲ့လူတွေအတွက်ကိုကဘာလှူဒန်းပေးနိုင်မလဲဘာကူညီပေးနိုင်မလဲပေါ့နော်ဥပမာအဖြစ်ဆိုရင်ကွာဒီလိုမလေးရှားတို့အင်ဒိုနီးရှားတို့ဒီတဲ့ချက်ကလေးတွေဟုတ်လားဟိုလမ်းပြပလိုက်ကနေပြီးတော့ကာပေးတယ်ဘဲမိသားစုအုပ်လိုက်ဖြတ်သွားတယ်ဒါမျိုးတွေဟာသားမဟုတ်ဘူးရည်စရာလို့ထင်ရပြီမြင်ဒါဟာလဲချစ်ကြကောင်းတဲ့ကာချာတလေးတကူပေါ့တကယ်တမ်းချင်မယ်ဆိုရင်မတို့မြန်မာမာလေးပို့ပြီးတော့ချစ်ဖို့ကောင်းတဲ့ကာချာတွေရှိတယ်ဒါပေမဲ့အမားတို့ဟာကျမ်းမာရေးဆိုင်ရာအဟာရဆိုင်ရာတွေမှာလည်းအရန်ချုပ်တယ်အမားလေးအဲ့အတွေ့အကြုံဒီနေ့မနေ့ရလာတည်လားလူကနေတော့မကောင်းဒါပေမဲ့ဒီနေ့ကလေးတွေကြောင်းသွားတော့မှဒီ life လေးမှာလေး ဟိုဘဟုတုတအနေနဲ့ရောပြီးတော့သူ့မြန်မာလေး changes လုပ်မယ်အပြောင်းလဲတစ်ခုလုပ်မယ်ဆိုလို့ရှိရင်လေဟိုဖြစ်စေခြင်းနဲ့ဆန္ဒလေးပေါ့နော်ဒါကတော့အစအဟာရကိုလေပြီးပြီးရောမရအောင်ကြလေဒီလားဒါပြိုတာလေးဖြစ်ခံကြီးဆဲဆဲပြိုထားတဲ့အဆောက်အုံတွေဒီမှာနေတဲ့လူတွေနေကြမရှိတော့ဘူးဆိုလို့ရှိရင်ခက်ခက်တာခနာတဲခုပို့အတွက်အဆောက်အုံတွေ building တွေဆိုတာမျိုးက plan B နဲ့အနေနဲ့ထားထုတ်ထားရတယ်။အဲ့ဒီမှာရေတွေဆေးတွေဓာတ်တွေအားလုံးကို ready ပေါ့နော်ထားထားရတယ်။အဲ့တော့မြို့နယ်တစ်ခုတစ်ခုမှာဒီလိုမျိုးတွေရှိထားမယ်ဆိုလို့ရှိရင် ကင်းစားရေးအဖွဲ့အပြင်မိသက်အပြင်ဟလာနော်ဒီတဘာမဘေးရန်ရဲ့ကိုကာကွယ်တဲ့အဖွဲ့အစည်းတွေဆိုတာဖွဲ့ထားရသေးတယ်နော်ဒါချက်ချင်းဒီလိုအဖွဲ့အစည်းတွေရှိရတာပေါ့စေးတွေပါဆိုဒီလိုအဖွဲ့အစည်းတွေနေအဆောက်အုံကြီးတသက်ထားရတယ်အပြုတ်လောက်ထားတာမဟုတ်ဘူးဘယ်အချိန်မှဘာဖြစ်မယ်ဆိုတာအမတို့မမြင်နိုင်ဘူးရေဘေးပဲဖြစ်ဖြစ်မီးဘေးပဲဖြစ်ဖြစ်ငလျင်ဘေးပဲဖြစ်ဖြစ်ဒီတဘာမဘေးရန်ရဲ့ဆိုတာဟာလူမမြင်နိုင်ဘူးဟုတ်တယ်နော်အမတို့မြန်မာနိုင်ငံ2000 2000 2008ဒီဝင်းကျင်တုန်းကလည်းအမ2008တုန်းကလည်းနာခစ်ဆိုတာဖြစ်ခဲ့ပြီးမြန်မာနိုင်ငံကြီးတစ်ခုလုံးပြတ်စည်းသွားရတယ်ဒါပေမဲ့ဒီဟာကြီးကိုပြန်ပြီးကွန်ထရိုးလုပ်ဖို့အတွက်ဟန်ဒယ်လုပ်ဖို့အတွက်အစိုးရရဲ့လုံဆောင်မှုတွေဟာတေးကြဖို့ညံဆန်ဖို့တိကျဖို့ဆိုတာက အရန်ကိုအရေးကြီးတယ်မဟုတ်လို့ရှိရင်ပြည်သူတွေပြည်သားတွေအရန်ခံစားရတယ်တိုးတက်မှုတွေနောက်ကျတယ်အဲ့တော့အမတို့ recovery ပြန်ဖြစ်တာမြန်ဖို့ပြန်လဲတည်ထောင်ရေးမြန်ဖို့အတွက်ဆိုတာကကျွတင်ပြင်ဆင်မှုဆိုတာရှိရတာပေါ့နော်ဘလို့ကျွတင်မှုပြင်ဆင်မှုရှိရတာလဲဆိုတော့မျိုးနေတိုင်းမျိုးနေတိုင်းမှာနောက်ပိုင်းမှာအမတို့ကအဆောက်အအုံပေါ့နော်အဲ့ဒီအိမ်တိုင်းအိမ်တိုင်းကွာငလျင်ငလျင်တန်းခံနိုင်တဲ့အိမ်ဆိုတာဆောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးအခုလောလောဆယ်မှာဒါပေမဲ့ဒီငလျင်ဖြစ်ပြီးတဲ့အချိန်မှာလူတွေ shelter အနေနဲ့ခိုတဲဖို့အတွက်စောက်တဲ့အဆောက်အအုံဟာငလျင်တန်းကိုခံနိုင်တဲ့အဆောက်အအုံတော့ဖြစ်ကြမယ်အဲ့တော့အမတို့ကဒီ အဆောက်အုံဆောက်တဲ့အခါမှာအဆောက်အုံကကျေပြန့်ရမယ်အပြင်ကိုငလျင်ထန်စနစ်နဲ့လှုပ်ထားတဲ့အဆောက်အုံဖြစ်မှသာရှာတာလာတဲ့ခိုရတဲ့လူတွေလုံးချုပ်မှလုံးချုံမှုရှိမှဒါကြီးကအထိပ္ပယ်ရှိမှပေါ့နော်ဆိုတော့အဲ့တော့ငလျင်ဖေးတင်တာပဲဖြစ်ဖြစ်တဘာဝဘေးရနေဖြစ်တဲ့အခါမှာတဘာဝအေးဘေးရနေကိုခံနိုင်တဲ့လွတ်ကင်းတဲ့နေရာမျိုးလည်းအမှန်တော့ရွေးချယ်ရတယ် အဲ့လိုမျိုးဟာမျိုးကမြို့တိုင်းမြို့တိုင်းတစ်ခုတစ်ခုမှာထားရမယ်ဆိုလို့ရှိရင်အခုလိုမျိုးအမားတို့မြန်မာနိုင်ငံမှာကလေးဖြစ်သွားတဲ့အခါမှာလမ်းမေးဒီမှာအိတ်နေကြရတာမျိုးဟုတ်လားနော်ဘယ်ပြေးလို့ပြေးရမှန်းမသိတဲခုံကန်းဆိုလည်းအကုန်ပြူကြအဆောင်ဆိုလည်းပြူကြအိမ်ဆိုလည်းပြူကြဖုန်ကြီးကြောင်လည်းပြူကြလို့ဖြစ်နေတဲ့အချိန်မှာလူတွေကတဲစရာမရှိခိုးစရာမရှိစားစရာမရှိဆေးမရှိအဲ့လိုနိုင်ငံတကာအကူအညီတွေယူရတယ်နိုင်ငံတကာအကူအညီတွေမလာခင်အချိန်ဆက်ကြအတွင်းမှာလူတွေကတေပေးနေရမှာလားဟုတ်လားမပြောတာလူတွေကဒီတန်းမျိုးခံစားနေရမှာလား စိမ်းရှိဘာမရှိလက်ကျိုးနေတယ်ဟာလာကျွန်တော်ပြက်နေတယ်ပုံစော်နန်းနေပြီလောက်ပေးမဲ့လူမရှိဖြစ်နေတဲ့အချိန်မှာမျိုးမှာဒီလိုမျိုးကအမတို့ပြင်ဆင်နိုင်ထားနိုင်ခဲ့တဲ့အဆောက်အုံတွေရှိနေမယ်ဆိုလို့ရှိရင်အမတို့ကနိုင်ငံတကာအကူအညီတွေမလာခင်မှာအရေးပေါ့အနေနဲ့စောက်ရှောက်မှုတွေလောက်ထားနိုင်တဲ့မျိုးတစ်ခုချင်းစီမှာဒါကတော့အမရဲ့စေတနာပေါ့နော်ဒီလိုမျိုးတွေအမတို့နောက်ပိုင်းမှာပြင်ဆင်ကြရမယ်အခုလိုနိုင်ငံတကာဘယ်လိုမှ ဟုတ်တဲ့တဲ့ရင်မှာတော့ကျမ်းပါစစ်ကောင်စီရဲ့အပြစ်ခက်ရဲစေးရေးမှာစီးမရှိကမ်းမရှိဖြစ်နေပြီးအဲ့ချင်းရတိုက်နေကကိုကြည်ညာချက်ကိုပြန်လဲချိုးဖောက်နေတယ်လို့ EIU ပြောခွင့်ရပုဂ္ဂိုလ်ဘုံမူကြီးနော်ဘူးကပြောတာပါပဲစစ်ကောင်စီဟာဧပြီလ၂ရက်နေ့ကဧပြီလ22ရက်နေ့ထိရပောင်း20အပြစ်ခက်ရဲမယ်လို့ကြေညာခဲ့တော်လဲနနပိုင်းမှာပဲဝိုင်းမော်ကိုစစ်ကြောင်းထိုးလာပြီးလေမင်းနေတဲ့ဘုံကျက်တိုင်ရှိလာတယ်လို့လဲဘုံမူကြီးနော်ဘူးကဆိုတာပါပဲတိုက်ပွဲက၃နေရာမှာဖြစ်တယ်ဝိုင်းမော်မှာဖြစ်တယ်အောင်အင်းတော်မှာဖြစ်တယ်ဗန်မော်မှာလည်း ေချောင်းတက်ခတ်မှုတွေလုပ်နေတယ်လို့ဗိုလ်မှူးကြီးနော်ဦးကဆိုထားပါတယ်စစ်ကောင်စီရဲ့ပြစ်ခတ်ရစေးရမိသူဖွင့်နေမှာသဘောတူညီချက်မရှိဘဲအဖက်သက်ကြီးညာပြီးရင်းကြီးညာဘက်ကိုပင်စစ်တပ်ကပြန်လည်ချူပေါင်းနေကြောင်းဒီကြောင့်တကောင်ကဆိုပါတယ်ဘယ်တော့မှလည်းဂရီမတီးဘူးအပြစ်ခတ်ရစေးရကိုပဲဖွင့်နေမှာသဘောတူညီချက်မရှိဘဲအဖက်သက်ကြီးညာပြီးစီးပြီကမ်းပြီတိုက်ချင်ရန်တိုက်နေတယ်သူတို့ရဲ့သဘောတူညီချက်ကိုသူတို့ဟာသူတို့ပြန်ပြီးချူပေါင်းနေရလို့ဗိုလ်မှူးကြီးနော်ဦးကရှင်းပြခဲ့ပါတယ်ခင်မကောင်းဘူးခြေနေမကောင်းဘူးအင်းအဲ့တော့အခုဘယ်နေရာခြေနေမကောင်းဘူးလို့ဆိုတော့ညောင်ချိုးခြေနေမကောင်းပါဘူး ညောင်ကျွအားလုံးသိတဲ့အတိုင်းပေါ့ကြာနော်အုတ်ရှစ်ပင်မှာရှိနေတဲ့ကပါစာတွေညောင်ချောင်းမှာရှိနေတဲ့ကပါစာအဲနောက်တစ်ခုကဗရောင်းမြို့အုတ်ရှစ်ပင်မြို့နော်အဲ့ဒီမြို့တွေကိုအကာအကွယ်ပေးထားတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာလုံးဝထိခိုက်လို့မရတဲ့နေရာမျိုးပေါ့ကြာနော်အဲအရင်ကရေးကြည့်နေတယ်အခုအဲလက်ရှိဖြစ်ပုံရဆိုလို့ရှိရင်တော့လုံးဝအခြေအနေမကောင်းပါဘူးခင်ဗျာနော်အားလေးကိုအားလုံးသိစေချင်တယ်တော့တခုခုဆောင်ရွက်ဖို့လည်းလုံနေပါပြီတခုဆောင်ရွက်ဖို့လုံနေပြီအခုအခြေအနေရဆိုလို့ရှိရင်ကျွန်တော်တို့ညောင်ကျိုးက ကာကင်းနေစုပ်ပေးလိုက်ရပြီကာကင်းနေစုပ်ပေးလိုက်ရအတွက်ကြောင့်မလို့အဲကျွန်တော်ညောင်ကျိုးရွာကတော့လုံးဝဒီအကာကွယ်မဲ့သွားပြီလို့ပြောလို့ရတယ်ပေါ့ဗျာနော်ဒါပေမဲ့လည်းတပုံကတော့ညောင်ကျိုးရွာလည်းတော့မဝင်ပါဘူးအဲနောက်ထပ်ဒီကာကင်းတကောင်ကတော့ကိုယ့်လက်ထဲမှာရှိနေတုံးပဲမင်္ဂလာပါတဲ့မင်္ဂလာပါနော်အဲ့တော့အဲဒီနေ့အဲခိုင်သူခွားတော့ဒီပေါ့နော်ဒီညောင်ချိုးကြပြီဆိုပြီးညောင်ချိုးကြပြီဆိုပြီးတော့အာပြောရကြပြီအဲသူကတော့လူလိန်တယောက်ဖြစ်ရှိနေခဲ့ပြင်မဲ့တိတ်မကြခင်မှာ အေးပါသူလူလိန်ဘွားလက်ကောင်းလက်သွားနိုင်တယ်အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ကတော့ဘယ်လိုမှမဆိုတော့ပွဲမပြီးခင်ပေါ့ကြာနော်ဘာပွဲမှမပြီးခင်ဒီပေါ့လိန်ညာထားတဲ့ခိုင်ဒုက္ခပေါ့ခိုင်ဒုက္ခတော့မလွတ်စေခြင်းမလွတ်စေခြင်းတဲ့တော့ကြောင့်မလို့အခုအဲကျွန်တော်တို့ညောင်ကျိုးမကြစေခြင်းခိုင်ကျတော့အေရသူတွေကမင်းတို့အဖမင်းရောက်လိုက်လို့ပို့တစ်တီရက်ပါပြီစုဘုံတွေကျဲပြီးတော့ပါဇက်ကနေပြီးတော့ချင်းကြယူပြောနေကောင်းနေမဟုတ်ဘူးတကယ်ပြီးကြိတ်နေတဲ့ကောင်းနေနော်မင်းတို့ပြောတဲ့အတိုင်းရအောင်လုပ်ပါမင်းတို့အမေကိုစောင့်ကြည့်နေလိုက်တော့ မို့မကြစေချင်တဲ့အတွက်ကြောင့်မလို့အသေးချာစီမံဆောင်ရွက်ဖို့ညံကိုလိုအပ်နေပါပြီ။ညောင်ကြကြလို့ရှိရင်တော့အဲ့ဘက်ချမ်းမှရှိတဲ့ရွာတွေမြို့တွေနော်အားလုံးစစ်ပေးချောင်အောင်ဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကိုအရေးကြီးတဲ့အခြေအနေပါခင်ဗျာနော်။အဲ့တော့အခုကာကင်းနေနောက်ဆုံးရသလိုနော်ရွာထဲမှာလည်းတို့တက်ကလည်းမထိုင်တော့ဘူးမထိုင်တဲ့အတွက်ကြောင့်မလို့အခုဒီနေရာကိုဘယ်လိုလုပ်မှလဲ။နော်ကိုဘကဒီနေရာကြစရာမလိုဘူးဗျာနော်စစ်ကူပစ်ကူထောက်ဖို့လမ်းကြောင်းရှိနေသမျှကာလပတ်လုံးနော်။အဲကျွန်တော်တို့ဒီ ဘယ်လိုခေါ်မလဲစစ်ပွဲတပွဲကရှုံးစရာအကြောင်းမရှိဘူးထောက်ဖို့လမ်းကြောင်းမရှိတဲ့နေရာတွေဖြတ်တောက်ခံရတဲ့နေရာတွေမှာအတက်နေနဲ့ထိတာလေဆိုတော့ကျွန်တော်တို့မပြောလို့အခုလိုမျိုးကိုယ်အနောက်ကနေပြီးတော့ထောက်ဖို့အမှန်ကန်ပေးနိုင်တယ်နော်လက်နက်ကြီးပစ်ကူတွေပါတယ်အကောင်လုံးပေးနိုင်တဲ့အတိုင်းအတာမျိုးမှာတော့အာလုံးဝဒီနေရာကဒါမျိုးမဖြစ်သင့်ဘူးဖြစ်တယ်ဟေ့ဆိုလို့ရှိရင်ဒါကတော်တော်အသုံးမချလို့ပဲလို့ပြောရမှာပေါ့ဗျာနော်အဲ့တော့ကြောင့်မလို့အခုဘယ်လိုလုပ်မလဲအဲ့တော်လေးတော့မိကုန်းနေမိကုန်းနေသူလောသူလောမိကုန်းနေတော့ပေါ်လာပြီပေါ့ဗျာနော်အခုကျွန်တော်မြေပြင်သတင်းချုပ်ကြားကြည့်တဲ့ကြားတယ်ပေါ့ဗျာကြားတဲ့အခါမှာလဲအကြည့်ရတာဗာလဲဆိုတော့အဲဒီပေါ့ အဲစင်မတိုက်ခြင်းတဲ့ပုံစံတွေများနေတယ်ဗျနော်ဟိုကပ္ပစာတွေလည်းစင်မတိုက်ခြင်းတာတွေနော်ပြေးတာတွေလည်းများတယ်လို့ကြားသိရတယ်ဗျနော်အဲ့ဒီတော့ကြောက်လို့ဒီတိုင်းလုံးဒီတိုင်းဆက်သွားမလားဘလို့လုံးမလဲအေးဒီနေ့တော့အခြေအနေရတယ်လို့ရှိတယ်အခြေအနေတွေအရန်ကိုအရေးကြီးနေတယ်အဲ့တော့ဓာတ်ကြီးကြသွားလို့ရှိရင်တော့ညောင်ချိုကြသွားလို့ရှိရင်တော့ဗျနော်ညောင်ချိုတော့တို့ဟုတ်လားဒီအုပ်ရှိပင်တို့ထိမယ်ဆိုတဲ့ခါကျတော့အဲအထက်ရရှိလူကြီးများများစဉ်းစားစေခြင်းနဲ့တောင်ယုံတန်ယုံတာမန်ပေါ့အဲတာမန်စီရင်နေနေမှုနဲ့တော့လုံးဝရမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုလို့ရှိရင် အာတောင်းတောင်းပေါ့နော်ဟိုစစ်ဖြူဟာနဲ့တော့ရမှာမဟုတ်ဘူးဖြူဟာမူကဘလို့ဖြူဟာတွေဆွဲလဲနော်ဘာဖြူဟာတွေလဲအဲကျွန်တော်တို့ကကြည့်ရမယ်အဲ့ဒါကြောင့်မလို့အခုအဲညောင်ကျွရချင်းနေမကောင်းဘူးအကြီးကဲတွေတည်တည်ကြကြဆောင်ရွက်မှရတော့မယ်မဆောင်ရွက်ဘူးဆိုလို့ရှိရင်တော့အဲကျွန်တော်တို့လုံးဝကိုအထိနာနေပါပြီနော်ဒါကျွန်တော်တို့အမှန်အမှန်တိုင်းတော့ပြောရမှာပေါ့ဗျာနော်အမှန်တိုင်းမပြောလို့ရှိရင်လည်း ။အမှန်တမ်းပြောလို့ရှိရင်ကျွန်တော်အမှန်သိရမှာမဟုတ်လေနော်။အဲ့တော့ဟိုတစ်ဖက်ဒီဘောဟိုဘက်နှစ်ဖက်ဆုံးတော့ရှောင်းအောင်ပါပေါ့နော်။အာကုန်ကောင်းပါတယ်အဖအကုန်ကောင်းပါဆိုလို့ရှိရင်လေကိုလူကိုနော်ကိုအားပေးတဲ့ဘက်ကိုကို200ရောက်မယ်။နောက်တစ်တရင်တို့မှာတော့အကျမ်းပတ်စီကောင်းဆောင်မင်းအောင်လိုင်းကိုတိုင်းနိုင်ငံစီဝေသူတက်ရောက်ရင်ဖိတ်ခေါ်တဲ့ထိုင်းစိုးရဖွဲ့ကိုအင်းနှစ်ချက်ပေးရန်ထိုင်းလူတော်မှမြကဒီနေ့မှာတောင်းဆိုလိုက်ပါတယ်။မင်းအောင်လိုင်းကဗန်ကောက်မြို့ကိုဖိတ်ခေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတိုင်းဝန်ကြီးချုပ်ပေချောင်းတန်နဝါထရာအစိုးရဖွဲ့နေဖြင့်ဖြေရှင်းချက်ပေးရန်တိုင်းမြမြကလူတော်ကတစင်တောင်းခံခဲ့ပါတယ်။ ဧပြီလ3ရက်နေ့ဘန်ကောက်မြို့မှာကျင်းပတဲ့ဘင်္ဂလားပိန်တော်ပူပေါင်းဆောင်ရည်အဖွဲ့ကိုတည်ကြရတဲ့အစည်းအဝေးကိုစစ်ကောင်းဆောင်မင်းအောင်နိုင်ကလက်ရှိတိုင်းဆိုးရအဖွဲ့ဖိတ်ခေါ်တာကြောင့်သွားရောက်တက်နေပြီဖြစ်ပါတယ်။မင်းအောင်နိုင်ကဘန်ကောက်မြို့ကိုဧပြီလ3ရက်နေ့နေ့လယ်ပိုင်းကရောက်ရှိလာခဲ့ပြီးတိုင်းဒရင်ဌာနများကလည်းဖော်ပြထားပါတယ်။မြမဆီယာနာရှင်ဟာဘယ်နိုင်ငံဘယ်ထိပ်သီးစည်းဝေးမှာတက်ရောက်ခွင့်မရတာကြာပါပြီ။ရုရှားတို့တရုတ်တို့ပဲသူ့ကိုဖတ်လို့ဖိတ်ခေါ်ပါတယ်။အဲ့ဒီနိုင်ငံတွေပဲသွားကြရပါ။ဒါပေမဲ့မင်းအောင်နိုင်တတိယမြောက်ခြေချသွားတဲ့နိုင်ငံကတော့ထိုင်းနိုင်ငံဖြစ်ပါတယ်လို့လည်းပြောထားပါတယ်။ စကောင်းဒီဖွဲ့ရငလီနှုတ်ခတ်တဲ့မတ်လ28ရက်နေ့ကနေ30ရက်နေ့ထိရေချောင်းတိုက်ခိုက်မှုပေါင်း20ကြိမ်နဲ့မတည့်လုဆောင်ခဲ့ပြီးမြမပြည်သူရဲသားလဲ12ဦးထံမှနေတည်ဆုံးခဲ့ရပြီးတရားမြတ်ကြရေးပါတီမှသွတ်တော်မှကနဝီကထိုင်းသတင်းဌာနပြောဆိုခဲ့ပါတယ်မြန်မာနိုင်ငံအတွင်းကဒီမိုကရေစီအင်အားစုများပါဝင်တော်လှန်ရေးလှှရှားဆောင်နေသည့်ဖွဲ့စည်းများနဲ့နိုင်ငံတကာဖွဲ့စည်းများကလည်းမယုံနိုင်အားလူလူလတ်လတ်ဆက်ဆံနေသည့်ထိုင်းဆိုရကိုကန့်ကွက်ထားကြကြောင်းကြားပါတယ်မန္တလေးမှာငလင်တန်းချောင်းပြိုကျပျက်စီးခဲ့တဲ့စကိုင်းဗီလာကွန်ဒိုကြီးနဲ့ပတ်သက်ပြီးတော့ပြန်လဲပြီးတော့သေးစိတ်ကစပြန်လဲစစ်ဆေးပြီးတော့ တော့လို့ရေးမှာပြရှိမရှိဘူးပြန်လဲသုံးသက်ဖို့အတွက်ပြည်သူတွေကတောင်းဆိုနေကြရမယ်လေဒါဟာစစ်တပ်ရဲ့လက်ကင်တုပ်တွေကပဲဟုတ်ခဲ့တာဖြစ်တဲ့အတွက်နည်းနည်းသုံးသက်ပြီးမှမဟုတ်တာတော့သိကြပါပဲပြည်သူစုရမတက်မချင်းရတော့ဒါတွေဖြစ်လာမှာမဟုတ်ပါဘူးဒီချိန်မှာသူတို့ပေးတဲ့အကောင်းဆုံးအရာတစ်ခုကတော့ငလင်ဂျောထီသွားလို့သူတို့ပြိုကျသွားတာဆိုတဲ့အခြေအဝယ်ထမှန်ပြောထားတာလည်းတွေ့ရှိရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုအနေနဲ့လူမျိုးတောင်းဆိုနေလဲဆိုတာကိုတော့ ဒီ dream မှာတွေ့ရဖြစ်တဲ့မကြီးရသေးတဲ့မျိုးတွေပြန်လဲဝင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ဟာနောက်ဆက်ပါတယ်။ဒီနေ့ဦးကပြောချင်တာက Sky Villa Condominium ရဲ့မန်းလေးမှာရှိတဲ့ Sky Villa Condominium ရဲ့ဆောက်လုပ်ထားတဲ့ပုံစံနဲ့ပြိုကျသွားတဲ့ပုံစံဒီကိုဦးကပြောချင်ပါတယ်။ဦးမနေ့ကမှနောက်လျှောက်ဗီဒီယိုကလစ်တွေကိုတင်ချကြည့်မိတဲ့အချိန်မှာဗီဒီယိုကလစ်တစ်ခုကိုဦးကြည့်လိုက်ရတဲ့အချိန်မှာ drone နဲ့ရိုက်ထားတဲ့ video ပေါ့နော် channel new asia ကနေတင်သွားတဲ့ drone နဲ့ရိုက်ထားတဲ့ video တစ်ခုမှာ sky villa ပြိုကျတဲ့ပုံစံကဒီအဆောက်အုံကငလင်းနဲ့ခံနိုင်မှုနီနီတာတာပေါ့နော်ငလင်းနဲ့ခံနိုင်မှုနီနီတာတာပါဒီပါမန်ငလင်းနဲ့တောင်ပြိုကျနိုင်တဲ့အဆင့်လောက်ရှိတဲ့ အရေးပွေးမျိုးဖြစ်နေတာလို့ဦးအောင်ထင်ပါတယ်ဦးထင်တာပြောပြပါဒါပေမဲ့လည်းဒါတွေအားလုံးကကျွမ်းကျင်တဲ့ civil engineer တွေရဲ့ investigation အဖွဲ့တွေရပေါ့နော်စုံစမ်းစစ်ဆေးအဖွဲ့တွေရစစ်ဆေးဖို့လိုတယ်လို့ဦးအောင်အကြံပေးခြင်းပါဘာဖြစ်လို့လဲဆိုတော့ sky bidder ရဲ့တည်ဆောက်မှုပုံစံကသူက individual ရက်တီနေရဲ့ bidding တခုမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးအတွဲလိုက်အခန်းလိုက်ဒီ contract တခုကိုမှီပြီးတော့ဒီတစ်ခုလုံးပေါ့နော် ဒီ block တစ်ခုလုံး block စာတစ်ခုလုံးအပြည့်စောက်ထားတဲ့ bidding ဖြစ်တဲ့အတွက်အကယ်၍ shaking ဖြစ်ခဲ့ရင်တော့တစ်ခုနဲ့တစ်ခုကမိញမ်းနေတဲ့အတွက်ချစ်ချင်းဝုန်းကလေးနဲ့ခိုင်ချလိုက်အောင်ပြားချက်သွားလောက်အောင်ပြူကြဖို့ကမလွယ်ဘူးပေါ့နော်အခုဆိုရင် sky villa ကရှေ့ပိုင်းကကြံခဲ့ပြီးတော့နောက်ပိုင်း block တွေကလုံးဝထိုင်ချသွားတာပြားချက်သွားတာပါပဲနော်ဘာဖြစ်လို့လဲဆိုတော့ဒီလောက်ပေါ့နော်ဒူးဒူတဲတဲ့ ဒီဒီ block တစ်ခုလုံးကိုစောက်ထားတဲ့ဘေးတွေနဲ့ဘေးနားမှာရှိတဲ့တာမန် contractor စောက်ထားလို့ပြောကြသွားတဲ့ဘေးတွေလေးအယူဒီတချို့တွေကအာပေ20ပုံမှာစောက်ထားတဲ့ပြိုင်ပြိုင်လေးတစ်ခုလည်းပဲရှိရပါတော့အဲ့လိုမျိုးရဲ့ယာရင်တဲ့အချိန်မှာပြောကြသွားတာရှိတယ်ထိုင်ချတာမဟုတ်ဘေးတိုက်ကြတာအခုက sky leader ကထိုင်ချတာအဲ့တော့ဦးပြောချင်တာကကွန်ဒိုမီနီယံတွေမှာငလင်းတန်းခန်းအောင်စောက်ထားပါတယ် အာမခံနေနေပေါ့နော်လှူထားတဲ့လူကြီးစောက်လို့ရပညာရှင်တွေအကွန်ဒိုမီနီယံကိုစောက်ထားတဲ့စောက်လို့ရပညာရှင်တွေကတော့ဖြည့်ရှင်းပေးဖို့လိုပါတယ်လို့ဟိုကတောင်းဆိုပါဘာဖြစ်လို့လဲဆိုတော့ marketing အတွက်အဲ marketing တမားတွေကဒီအခန်းရောင်းအောင်ပဲတက်တက်အပူစားလိုက်ထည့်ပြီးကျွန်ကြတာလားတကယ်ကိုပဲစောက်ထားတာကငလင်းတန်းခဏရောင်းစောက်ထားတာလားငလင်းတန်းခဏရောင်းဆိုရင်အောက်မှာ ကျွန်တော်တို့ hydraulic shock wire တွေထည့်ထားလား design မှာပေါ့နော် building design မှာ hydraulic shock wire တွေထည့်ထားလားเนาะ horizontal movement by vertical movement ဒီ shock wire တွေထည့်ထားလားမထည့်ထားလားဆိုတာကိုလည်းစစ်ဆေးဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခု time မှာလို့ပေါ့နော်ဒီ solar ကတိုက်ကြီးပြိုကျသွားတဲ့အချိန်မှာအားလုံးကပြန်ဆက်နေတော့เนาะအဲ့တော့မြန်မာနိုင်ငံမှာလည်းဒီ sky villa ပေါ့เนาะပက်ပက်ဆက်ဆက်ရရဆက်ဆက်အယုတ်ဆိုးစွာထိုင်ချသွားတာသူကထိုင်ချတာနဲ့လဲတာမတူဘူးတခုရှိရ ထိုင်ချသွားတာ ਨੇ ဘေးရင်ကဒီလိုဇူးလို့ထိုင်ချသွားတာ ਨੇ ဘေးတိုက်လင်းရတယ်မတူဘူးပေါ့နော်အဲ့တော့ဦးကတော့ civil engineer မဟုတ်ပါဘူးအဲ့တော့မြန်မာနိုင်ငံမှာ civil engineer ရဲ့အများကြီးပါအဲ့တော့ဦးကပြောချင်တာကမြန်မာပြည်သူလူထုရဲ့အသက်ပေါင်းများစွာကိုချင်းကိုနိုင်ငံကိုကိုချင်းမြန်မာနိုင်ငံမှာရှိတဲ့ civil engineer အတင်းနေရပါစပ်ပိတ်မနေပဲနဲ့နော်ပြည်သူတွေရဲ့အသက်အိုးရင်အခုကဖြစ်ပြီးွားပြီနော်အခုနောက်တစ်ခါထပ်မဖြစ်အောင် အခုလက်ရှိရှိရဲ့ကွန်ဒိုမီနီယံနေနော်ငလျင်ဒဏ်ခံနိုင်ပါပြီဆိုပြီးအာမခံနဲ့စောက်ထားတဲ့ကွန်ဒိုမီနီယံတွေကိုပြန်ပြီးတော့စစ်ဆေးပေးစီရင်ပါတယ်။သူကတော့ individual စောက်ထားတဲ့ privately ပေါ့နော်ကိုအင်ကိုစောက်တဲ့တိုက်တွေတချို့ contract တိုက်တွေကသူတို့စောက်ထဲကအာမန် RC တိုက်တွေဖြစ်တဲ့အတွက်သူတို့မှအာမခံချက်မပေးတာဒါက fair enough ပါ။ နော်အဲ့တော့တချို့ကွန်တိုတွေကပြီးသူတွေကိုရောင်းထားတာရှိပါငလင်းတန်းခန္ဓာအောင်စောက်ထားပါတယ်စိတ်ချပါတယ်ယုံကြည်ရပါတယ်ဆိုတော့ကွန်တိုတွေကိုမြန်မာနိုင်ငံ civil engineer အသင်းတွေကနေပြန်စစ်ဆေးပေးပါလို့ဦးအောင်မြစ်တိုင်ရက်ခံပါတယ်ဒါကတော့နောင်ဖြစ်လာမဲ့နောက်ထပ်လူတွေအခုလိုမျိုးအစုလိုက်ပြုံလိုက်ပေါ့နော်တနေရာထဲမှာမဖြစ်အောင်ပါနော်အဲ့တော့ဦးကမြစ်တိုင်ရက်ခံပါတယ် engineer ဆိုတာအားလုံးအတူတူပါပဲ စီဗယ်ပဲဖြစ်မကနီကယ်ပဲဖြစ်ဖြစ်အလက်ထရောနစ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အင်ဂျင်နီယာဆိုအင်ဂျင်နီယာ mindset ရှိပါတယ်နော်အဲ့တော့ကုညီကြပါလို့ဟိုကမြေတိုက်ရထားပါနောက်ထပ်တဲ့နေ့တော့မန္တလေးအောင်မြေတာဇာမြို့နယ်စကိုင်းပီလာအဆောက်အုံပြိုကျပစ္စည်းတွေအောက်ကမျိုးသမီး2ဦးမျိုးသား2ဦးပျော်ဝယ်မြို့ကမ်ဘောဇာပန်အဆောက်အုံပြိုကျပစ္စည်းမှုအောက်ကမျိုးသမီး2ဦးနဲ့ရှမ်းပြည်နယ် ဟိုတယ်အောင်ပန်းပြူချမှုတွေကမြို့သမီးနှစ်ဦးကိုလည်းသေဆုံးလျက်တွေ့ရှိခဲ့ကြောင်းမြန်မာနိုင်ငံမီးသက်တဲ့ဘက်ကထုတ်ပြန်ခဲ့ပါတယ်။အိုင်မီလာကိုနိုမှာရှာဖူတွေ့ရှိခဲ့တဲ့မြို့သမီးရုံလုံးနှစ်ခုတည်းကတခုဟာ Miss Tourism မြန်မာ2028အလမဲ့စီလီမီဖြစ်တယ်လို့ Miss Tourism မြန်မာကနေပြီးတော့ကြေညာလိုက်ပါတယ်။အလမဲ့စီလီမီဟာ2025ခုနှစ်မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလင်မှာမန္တလေးမြို့ Sky Beta ပြူချမှုနဲ့ပြိမိနေခဲ့ပြီးအမရှိသောကိုခန်နာကိုသာကယ်ဆယ်ရေးဝန်များကပြန်လည်တွေ့ရှိခဲ့ရပြီးအမှန်တကယ်သေဆုံးကြောင်းအတည်ပြုတယ်လို့2-1နဲ့ကြေကွဲကြောင်းနဲ့ဖော်ပြထားပါတယ်။ က်ရှိမှာစကိုင်းဘီလာဂွန်တို့ပါဝင်ငလင်ကြောက်ပြိုကျပစ္စည်းခဲ့တဲ့အဆောက်အုံတွေအတွင်းပြိုကျပြီးမိနေသူတွေကိုမြန်မာနိုင်ငံမိသက်တဲ့အဖွဲ့နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေကပူးပေါင်းပြီးရှာဖွေမှုတွေဆက်ပြုလုပ်နေတယ်လို့ရှိရတယ်။တော်တော်ပြင်းထန်တယ်။အခုနိုင်ငံတော်ကွန်ကြီးချုပ်နိုင်ငံတော်ကောင်းဆောင်ကြီးများကိုယ်တိုင်ကြောက်ရပါလား။အရန်ကျေစုတင်တယ်အရန်ပီတိဖြစ်တယ်။နော်။ဘလို့ပြောနေကွာနိုင်ငံတော်ကောင်းဆောင်တောင်နေနော်သူသူလာစရာလည်းအကြောင်းရှိသူလမ်းတဖက်တွေကိုညွန်ချလို့ရတယ်။ဒါပေမဲ့သူကိုယ်တိုင်လာတယ်ကွာကိုယ်တိုင်တက်ရောက်ပြီးတော့ နော်ကိုတိုင်တက်ရောက်ကိုတိုင်လာကြည့်တာအဲ့ဒီကောင်ရုပ်ကိုတေချာကြည့်ပါစုံမဲလုံးနဲ့ညီကိုတောင်းရဲကောင်မှာရာစိတ်ကိုညာစိတ်ကိုပီတိဖြစ်တာအဲ့လိုပီတိကပီတိကပြုံးထွေးရကျွန်တော်တို့ကဒီကကျွန်တော်တို့ဒီမှာဒီတုံးညာမအိတ်လားမျက်နှာလေးကနေရားစရာမရှိတော့ဘူးလူကွာပြန်သူဆိုမအိတ်ဘူးဒီတော့ဆိုကြည့်လိုက်သူမျက်နှာလေးဆိုရင်ဘလောက်ဒီဖြစ်တာနိုင်ငံတော်ကြီးချုပ်မျက်နှာဘလောက်ဒီဖြစ်တာကြည့်လိုက်ကြာသွားဖျက်ကြည့်တယ်တချို့ညာမှာဆိုရင်အမေကမြုပ်နေအမေကမြုပ်နေ ော်တားအပြီမှာငိုပြီးတော့ဘာလို့လုံးမမသိဘူးဟုတ်လားအဲ့အောက်မှာဖိထားတာနော်အခုဒီနိုင်ငံခြားတာကယ်ဆယ်လာတော့သူတို့ကဟိုကွန်ပျူတာနဲ့ချိန်လိုက်တာနော်အော်ဒီထက်မှဟိုလူရှိသေးတယ်မတည်သေးဘူးဟိုဟာရှိသေးတယ်အဲ့လိုပေါ့နော်အနည်းပညာနဲ့လာတော့အများကြီးကောင်းသွားလားတချို့ကြတော့တားတပီးရှိရသူကတိပါတယ်တားတပီးနေရာထဲမှာအဲ့မို့ကြောင်းထဲမှာဖိနေမအိမ်ကအနားမှာငိုပြီးတော့ဘလို့မှဟိုဟာဖြစ်အောင်အဲ့လိုနေရာလေးကွာမင်းတို့သွားကြည့်လိုက်ဒီဟုတ်လားနိုင်ငံတော်ကောင်းဆောင်စဉ်းစားကြည့်အဲ့လိုနေရာမှာကုတန်ရောက်လာပြီးတော့ ကြည့်ပြီးတော့မြင့်ကြီးမချနိုင်ဘူးသူကမနေနိုင်ဘူးเนาะတကယ်မြင့်ကြီးချမချနိုင်မနေနိုင်ဘူးမြင့်ကြီးလုံးဝကျွန်တော်တို့မခံစားနိုင်ဘူးကွာအဲ့လိုအဲ့လိုဆိုတော့မခံစားနိုင်ဘူးစဉ်းစားကြည့်လေကိုချင်းစားကြည့်လေတာဒီမီးအောက်မှာဖိနေเนาะအမေကအပြင်မှာရှိနေဒါတချို့ကြတော့အမီးပါတစ်ပါးကအောက်မှာဖိနေတာအပြင်မှာတာဒီမီးအပြင်မှာရှိနေဘလောက်ထိအဲ့လိုအဲ့လိုဟာကြီးပေါ့နော်အဲ့တော့ခေါင်းဆောင်ကြီးပြာနိုင်ငံခေါင်းဆောင်ကြီးပါသူဘလောက်ထိစိတ်ခံစားခဲ့ကြ ကျွန်တော်ဆိုဒီဖိုင်တော့မတင်ချင်းနဲ့တော့တင်ရမှာအများတူအောင်နော်အော်သူကိုယ်တိုင်လာပြီးတော့အပူခံပြီးတော့နော်ကိုယ်တိုင်ကြွားရောက်ပြီးတော့ဒါတကယ်အရန်အရန်ဟောဖြစ်တယ်ကျွန်တော်လေးဘယ်လိုကျေစုတင်စကားပြောမှလည်းမသိတော့ဘူးကြာကျွန်တော်အရင်ဒီအရန်ပြည်ပြဖြစ်တယ်ဗျာဒါကိုယ်တိုင်ကဒီမန်လေးမြို့ဒါဖြစ်နေတဲ့အချိန်ကျတော့မန်လေးမှာအဲ့လိုဖြစ်နေကိုကိုယ်တိုင်နဲ့ရှိတဲ့အချိန်ကျတော့အဲ့လိုကဘလို့မပြောမထောက်ပါရိုက်ခံရခဲ့တယ်ဗျာကျွန်တော်ကျေစုအများကြီးတင်နေတဲ့နိုင်ငံတော်ကောင်းဆောင်ကြီးကြီးမအရန်ကျေစုတင်နေတယ် အလုံးပဲငလင်တန်ကြောင့်တိုက်တီပြိုကျတဲ့အောက်မှာပြီးနေရတဲ့သူတွေကိုဘုံရ၄ရက်ထိမကယ်ဆယ်နိုင်ပဲတဲ့နောက်ကြမှာရောက်လာပြီးတော့တစ်ချက်တစ်ချက်ကြည့်ပြီးတော့ခဲကတပ်ပေါ်ဒီတွေကိုကြည့်နေတဲ့အနေအထားတစ်ခုမှာကြော်ရွှင်ဝမ်းမြောက်ပြီးနူးနေတယ်ဆိုတဲ့ကျွန်တော်မန္တလေးသားပါလို့ပြောနေတာတွေ့ရတာဖြစ်တဲ့အတွက်မန္တလေးသားရင်းနေကတော့ရင်နာဖို့ကောင်းပါတယ်ဒါမှလည်းအရာရာတိုင်းဟာသူ့ပြည်တဲ့နဲ့သူပါပဲဒေဝရတဲ့သူ့ပြည်တဲ့နဲ့သူဖြစ်တာဖြစ်တဲ့အတွက်လူကောင်းတွေရှိနေသေးပြီမြန်မာနိုင်ငံကြီးကအခုလိုမျိုးမင်းအောင်နိုင်ရဲ့စစ်ကွေးလက်အောက်ကနေပြီးတော့မလုံနိုင်သေးတဲ့အနေအထားတစ်ခုဖြစ်ပါတယ် လူတွေအားလုံးကပေါဝင်ခဲ့မယ်ဆိုရင်ညံပြီးတော့မယ့်အရာတစ်ခုကိုအခုလိုမျိုးဘောမအပေါင်းမသာလောင်းနေရှိနေရဖြစ်တဲ့အတွက်ကြောင်နေလဲအနေနဲ့မှာပါသွားတဲ့ကောင်တွေတော်တော်များရှိတာကိုသိရပါတယ်။